ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြီးလိုက်ပါခုလာမဲ့တောက်ကြနေမှာ Naruto event က official server ကိုရောက်ရှိလာတော့မှာဖြစ်ပြီး event review လည်းထွက်လာပြီဆိုတော့ဒီ event မှာ free ရမယ့် emote တွေ birthday effect တွေအပြင် second ဘယ်နှကောင်လောက်ထိ free ပေးသွားမလဲဆိုတော့ဟို event guideline လေးနဲ့ရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ video လေးကိုစောင့်အောင်ကြည့်ဖို့အတွက်တိုင်တော့ရှင်းပါတယ် video လေးမစားခင်ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ထားပေးပြီးတော့ဘော်ဒါတို့အဆင်ပြေလို့ရှိရင် VPN လေးခန့်ကြည့်ပေးဖို့တောင်းဆိုရင်လည်း video လေးကိုစားလိုက်ရအောင် မီလာနီယန်နေမှာကောလတ်စကင်တွေဖြစ်တဲ့နာဟုတို၊ဆာစကီ၊ဆာကူရာနဲ့ခါကာရှီတို့ရဲ့စကင်တွေကိုဒေါ်လှည့်လို့ရမယ်ဒေါ်ယူဗန်ကရောက်ရှိလာမှာဖြစ်ပြီးတော့အဲ့ဒီယူဗန်နဲ့အတူတူကာရာစကင်ဖရီးပေးမဲ့ယူဗန်မှာတခါတည်းတူတူရောက်ရှိလာမှာဖြစ်ပါတယ်။ဘေးစကင်အနေနဲ့ထွက်လာမယ်။ကာရာယူဗန်မှာဆိုရင်ပထမဦးဆုံးကာရာဘူဆာ၊လူကက်၊ဘေးဆိုယူခါလီယာအဲ့ဒီဟီးရို၅ကောင်တွေကစိုက်တဲ့ကောင်ရွေးယူလို့ရမယ်။ဟီးရို၆ပတ်တစ်ခုပါမယ်။ပြီးရင်ကာရာရဲ့ emote ပိုကာကဲဝတ်ရုံလိုမျိုးတင်းပန်တာတစ်ခုပါမယ်။ အဲ့ဒီ game banner လေးက30ပဲတုံးလို့ရမှာဖြစ်ပြီးတော့ဒီ event မှာဝယ်လို့ရမရဆိုတာတော့တော့စတိမသိရသေးဘူးနောက်ထပ် Ara ရဲ့ voice back Ara ရဲ့ tower ပုံစံတစ်ခုပါလာမယ်ပြီးရင် Ara ကရင်ရမယ် action တစ်ခုနဲ့နောက်ဆုံး Ara ရဲ့ skin အဲ့ဒီပြင်ပေါ်မှာ elimination effect fire ကိုရ30ပြေးတုံးထားမှာဖြစ်ပါတယ် Ara skin event ရဲ့ပုံစံလေးကတော့ဒီလိုပုံစံမျိုးလာမှာဖြစ်ပြီးတော့ပုံစံကြည့်ရတာတော့ login test နဲ့ classic run show ရုံနဲ့ဒီ skin ကို free ရရှိတော့မှာဖြစ်ပါတယ် နောက်ထပ်မေလာနှစ်ရက်နေ့မှာပဲ Time for Beat လို့ခေါ်တဲ့ Beat တွေစုလို့ရမယ် event လေးတခုရောက်ရှိလာမယ်ပြီးတော့အဲ့ဒီ Beat လေးတွေက Naruto Collect Game လေးနဲ့ Dotong Game တွေကိုလဲလို့ရမှာဖြစ်ပြီးတော့ဒီ event မှာဆိုရင် Gara နဲ့ collab ထားတဲ့ Common Quick Chat ၄ခုနဲ့ Exclusive Quick Chat ၅ခုတို့ free ပေးသွားမှာဖြစ်ပြီးတော့ဒီ event ကမေလာ15ရက်နေ့ထိပဲကြာမြင့်မှာဖြစ်ပါတယ်ပြီးတော့မေလာနှစ်ရက်နေ့မှာပဲ Chakra Battle event လို့ခေါ်တဲ့ event တခုရောက်ရှိလာမှာဖြစ်ပြီးတော့ ီအီဗန်ကမေလ2ရက်နေ့ကနေမေလ15ရက်နေ့ထိပဲကြာမြင့်မှာဖြစ်ပြီးတော့ဒီအီဗန်မှာနောက်လုံးနဲ့ကော်လက်တာရဲ့စပွန်ဖက်ကိုပြီးပေးတော့မှာဖြစ်ပြီးတော့ MVP Star Racing ကတဲ့အရင်ကထွက်ပြီးသားဗဒဲအီမုတ်၄ခုတည်းတစ်ခုကိုပြီးပေးတော့မှာဖြစ်တယ်။နောက်ထပ်မေလ16ရက်နေ့ကနေဂျွန်လာ1ရက်နေ့အတွင်း Ninja Showdown လို့ခေါ်တဲ့ event တစ်ခုလာမှာဖြစ်ပြီးတော့ဒီအီဗန်မှာဆိုရင်နောက်လုံးနဲ့ကော်လက်တာရဲ့ပုံကိုပြီးပေးတော့မှာဖြစ်ပြီးတော့ Obito ရဲ့ emote ကိုပါ free ပေးတော့မှာဖြစ်တယ်။ဒါအပြင်ဟိုမှာဖတ်ပြီးသားဘောင်လေးခုတည်းတကူကိုလည်း free ရအောင်မှာဖြစ်ပါတယ်။ နောက်ထပ်မေလ9ရက်နေ့ကနေ17ရက်နေ့အတွင်းနှစ်ရက်လောရင်ဝင်ရုံနဲ့မာတာရာရဲ့ဗဒေအီမုတ်ကိုဖရီးရရှိအောင်မှာဖြစ်ပါတယ်။ဒါ့ပြင်ဥမာ Aster Special Skin အသစ်နဲ့ Painter Skin နှစ်ခုလုံးကိုဖရီးပေးမဲ့ event တစ်ခုရရှိလာမှာဖြစ်ပြီးတော့ဒီ event ကမေလ23ရက်နေ့ကနေဇွန်လ26ရက်နေ့ထိကြာမြင့်မှာဖြစ်ပါတယ်။ဖရီးပေးမဲ့ Aster Special Skin ရဲ့ intro animation လေးကိုတစ်ချက်လောက်အတူတူကြည့်လိုက်ရအောင်။ မေလ30ရက်နေ့ကနေကျော်လ15ရက်နေ့ထိ special skin တကောင် free ပေးမယ် event တစ်ခုရောက်ရှိလာမှာဖြစ်ပြီးတော့ဒီ event မှာဆိုရင်အခုပြထားတဲ့ skin တွေရဲ့ကိုကြိုက်တဲ့တကောင်ကိုရွေးပြီးယူလို့ရအောင်ပါဖြစ်ပါတယ်။အပြင်မှာနောက်လိုနဲ့ collect လုပ်ထားတဲ့ event အချိန်တွေ battle privilege လို့ခေါ်တဲ့ event အချိန်တွေမှာဆိုလို့ရှိရင် PO အကောင်လုံးနဲ့ skin တရာကျော်လောက်ကိုပေးကြအောင်ပါဖြစ်ပြီးတော့ star protection နဲ့ star vision point တွေလည်းထပ်ပြီးပေးသွားအောင်ပါဖြစ်ပါတယ်။ ဒါကတော့ MMBBH Naruto Collect Event တွေမှာလာမဲ့ event တွေဖြစ်ပြီးတော့ပြောရမယ်ဆိုရင် Naruto Sasuke Sakura နဲ့ Kakashi တို့ရဲ့ draw event လွဲလို့ရှိရင်ကျန်တဲ့ event တွေအကုန်လုံးက free တွေကြီးပါပဲ။အရင်တုန်းကဂိမ်းဆော့ပြီးရတဲ့ home button နဲ့တန်းထွက်တဲ့သူမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးတန်းမထွက်ဘဲနဲ့ event မှာအနီးစပ်လေးတွေပေါ်နေရင်ဝင်ပြီး claim လုပ်ပြီးမှထွက်ဖို့အတွက်အကြံပေးခြင်းပါလေ။ဒါတွေက event မှာလာမဲ့ free skin တွေ emote တွေဖြစ်ပြီးတော့ဒီ skin တွေဒီ emote တွေကနောက်ထပ် phase 2လာခဲ့ရင်တော့ပြန်ပေးဖို့ဆိုတာလုံးဝမသေးကြတော့တဲ့အတွက်ကြောင့်မို့လို့ လကားပေးတယ်ဆိုပြီးတမိုးမထားခင်နောက်ကျရင်ဆွေးနေရပါလိမ့်မယ်။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ခုနကပြောခဲ့တဲ့အထဲမှာနာဟုတို Sasuke Sakura နဲ့ Kakashi တို့ရဲ့ draw event ကဒိုင်မွန်နဲ့လှည့်ရတယ်ဆိုပေမဲ့လို့ free token တွေ99ခုလောက်ရနိုင်တဲ့အကြောင်းကိုနောက်ထပ်ဗီဒီယိုမှာအသေးစိတ်လေးရှင်းပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို subscribe လုပ်ထားပေးပြီးဘေးကနိုတီခေါင်းလောင်းလေးကိုနှိပ်ထားဖို့အတွက်အကြံပြုချင်ပါတယ်။ကျွန်တော်ရဲ့ first goal အနေနဲ့ subscriber 1k ပြည့်သွားတဲ့ခါကျရင်လည်းဗော်ဒါတို့အတွက်ကြားလိုက်တဲ့ကတ်ကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။အခုချိန်ကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်လည်း see you in next video ဗော်ဒါတို့